အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ရဲ့ကိုကျမ်းမာစိတ်ချမ်းသာပါစေပေါ့ကတ်ဒီကနေပြီးတော့ပြန်လဲကြိုးစုပါလေဗျာဒီနေ့မှာတော့ဘဝခီလန်တိုးတက်ရတိုးတက်ချောင်းအတွက်ရှောက်လန်းနေကြတယ်ဆိုတဲ့အချိန်မှာမမျော်လင့်တဲ့အခက်ခဲတွေအသားစီးတွေနဲ့ရင်ဆိုင်ရတယ်ဆိုတဲ့အချိန်မှာစိတ်အားငယ်တတ်တဲ့လူတွေဒါမှမဟုတ်လေတိုးတက်ရလမ်းကြောင်းကိုရှောက်ဖို့အတွက်ပေါ့နော်အခက်ခဲတွေကိုကြိုတွေးပြီးတော့တွေ့ဝေနေတတ်တဲ့လူတွေအတွက်ပေါ့ စိတ်ပေါ်ပါသွားအောင်စိတ်ချမ်းသာမှုရရှိသွားအောင်ဆိုတဲ့ရည်ရွယ်ချက်နဲ့ကျွန်တော်ကဒီ podcast လေးကိုမျှဝေပေးလိုက်ပါတယ်ဗျကျွန်တော်တို့ဘဝလူတိုင်းမှာရှောက်เสียလမ်းနှစ်ခုရှိတယ်တလမ်းကရှောက်ကိုရှောက်ကမယ်ဆိုတဲ့လမ်းနောက်တလမ်းကကိုရှောက်ချင်တဲ့လမ်းအဲ့တော့ကဘဝမှာမရှောက်မနေရှောက်ကိုရှောက်ကမယ်ဆိုတဲ့ရှောက်တင်ရှောက်ထိုက်တဲ့လမ်းကိုအရင်လှလှပပ ရှောက်ထားပြီးတော့မှကိုရှောက်ချင်တဲ့လမ်းကို ဝွင့်ဝွင့်ထထနဲ့ရှောက်ပြလိုက်စမ်းပါတဲ့ဒါကျွန်တော်ပြောခဲ့တာ မဟုတ်ပါဘူးအောင်မြေလူလူနီးပါးတိုင်းတိကျလေးထားလေးစားကြရတဲ့ဟောင်ကောင်တထေးကြီးမစ္စတာလီကာရှင်ပြောခဲ့တဲ့စကားပါဗျာဘဝမှာရှောက်တဲ့ရှောက်ထိုက်တဲ့လမ်းကိုအရင်ရှောက်ပါဒီလမ်းကိုရှောက်နိုင်ပြီဆိုတော့မှလည်းကိုရှောက်ချင်တဲ့လမ်းပေါ်မှာပျော့ပျော့ရွှေရွှေဝွင့်ဝွင့်ထထရှောက်လိုက်ပါဗျာ တခါတလေဘဝဆိုတာပန်းခင်းတဲ့လဲဟုတ်ချင်မှာဟုတ်ပါလိမ့်မယ်ကျွန်တော်တို့လမ်းတစ်ခုကိုရှောက်နေတယ်ကိုရှောက်နေတဲ့လမ်းပေါ်မှာဖြစ်ဖြစ်တတစွာရှောက်နေနိုင်ခဲ့ပြီးတော့မှမညှော်လင့်တဲ့အကြောင်းအရာဆိုတစ်ခုကြောင့်မလို့လမ်းစာပြောက်ပြီးတော့ခက်ခဲစွာနဲ့ပဲလမ်းကြောင်းပြန်ဖော်ရတဲ့ဘဝရဲ့အချိုးကွေ့တွေလည်းရှိခြင်းရှိလာနိုင်တယ်ရှိကောင်းလည်းရှိနေနိုင်တယ်ဥပမာဗျာ ျွန်တော်တို့2021မတိုင်ခင်မှာအားလုံးနှီးပါလောက်ပေါ့ဗျာတာယာပျော်ရွှင်တဲ့လမ်းကြောင်းကိုရှောက်လန်းနေကြတယ်ပေါ့ဗျာအောင်မြင်မှုလမ်းကြောင်းပေါ်မှာရှောက်လန်းနေကြတယ်တို့တော့လေမညော်လေးပဲနဲ့အာနာတိတ်မှုနဲ့ရင်ဆိုင်ရပြီးတဲ့ဆိုတဲ့ချိန်မှာကျွန်တော်တို့လမ်းစားတွေပျောက်ကုန်ကြတယ်အဲ့လာကြောင့်မို့လို့ကိုဘွားတိုးတက်ရတိုးတက်ကြောင်းတက်တော့၎င်းကိုတိုင်းကြီးတိုးတက်ရတိုးတက်ကြောင်းတက်တော့၎င်းလမ်းကြောင်းပြန်ဖော်ရတဲ့အချိုးကွေတွေနဲ့ကျွန်တော်တို့ရင်ဆိုင်ရတဲ့ကြအဲ့လိုဆိုတဲ့အချိန်တွေမျိုးမှာ တစ်ချိန်ကငါတော့ကွာလမ်းကြောင်းတစ်ခုပေါ်မှာဒီလမ်းပေါ်မှာရွှေတီးဆောင်ခဲ့တယ်ဆိုတဲ့ဟာတွေကိုမေးလိုက်ပါဗျာကျွန်တော်တို့ပုံမှန်လမ်းကြောင်းကနေပြီးတော့တွေ့ဖယ်ပြီးတော့လမ်းမပြောင်းလမ်းတစ်ဖောက်ရမယ်အခြေအနေနဲ့ကြုံတွေ့လာခဲ့ရပြီဆိုခဲ့ရင်နားထောင်နေခဲ့တဲ့မိတ်ဆွေတွေတွေ့ဝေမနေပါနဲ့ဗျာအရင်လမ်းဟောင်းကြီးပေါ်မှာတွေ့ကက်မနေပါနဲ့ဗျာမလျှောက်မနေရှောက်ကိုရှောက်ကမယ်ရှောက်တဲ့ရှောက်ထိုက်တဲ့ဆိုတဲ့လမ်းကိုကျွန်တော်တို့ရဲရဲကြီးစွန့်စားရှောက်လိုက်ပါကြ ဲ့ဒီလန်ကပန်ခင်လန်ဟုတ်ချင်မှာဟုတ်ပါလိမ့်မယ်။စုခင်လန်ဖြစ်ကောင်းလန်ဖြစ်နေနိုင်တယ်။ဒါပေမဲ့မတက်နိုင်ဘူး။အဲ့ဒီစူးကိုတင်းတင်းရင်တင်းရမယ်။တခါတလေအဲ့ဒီစူးကိုနင်းတင်းရင်နင်းပြီးတော့အဲ့ဒီလန်ပေါ်မှာကျွန်တော်တို့တီတီငိမ့်ငိမ့်နဲ့လှလှပပနဲ့ရှောက်ထားနိုင်ပြီးတော့မှကိုရှောက်လို့လဲဆိုတဲ့အေဂျင့်တာယာတဲ့လန်ကိုဝုန်းဝုန်းထက်ထဲနဲ့ရှောက်လာနိုင်မှာပဲဖြစ်တယ်ကြ။ ဥပမာကျွန်တော်တို့ပိုကောင်းတဲ့အနာဂတ်လမ်းကြောင်းကိုရှောက်ဖို့အတွက်ကိုအခုလက်ရှိတာယာပျော်ရွှင်နေတဲ့ဆိုတဲ့အခြေအနေတွေကွန်ဖော့ဆုံမှာအေးအေးဆေးဆေးနေနေရတဲ့ဆိုတဲ့အခြေအနေတွေကိုစွန့်ပစ်ပြီးတော့ခက်ခက်ခဲခဲနဲ့လမ်းတစ်ပေါ်မှာစူးစားရှောက်ရမယ်ဘဝတစ်ကိုစူးစားတည်ဆောက်ရမယ်ဆိုတဲ့အခိုက်အတန့်တွေနဲ့ကြုံတွေ့ရလိမ့်မယ်ကြ။အဲ့ဒီအချိန်မှာခက်ခဲဆိုတာရင်ဆိုင်ရမယ်ရင်ဆိုင်ရတဲ့အခက်ခဲတွေနဲ့တွေ့ကြုံရတဲ့ဆိုတဲ့အချိန်မှာကျွန်တော်တို့စိတ်အားငယ်မှုတွေဖြစ်လာနိုင်တယ်။ အဲ့ဒီချိန်မှာမမေ့တင်တာကတော့အခုရေတွင်တူအခုရေကြီးတောက်ချင်လို့တော့အမြဲဘယ်တော့မှမရနိုင်ပါဘူးဗျကျွန်တော်တို့ရေထွက်မယ်ထင်လို့ကျွန်တော်တို့တူးနေခဲ့တယ်ဆိုတဲ့နေရာမှာကိုဖောက်ထုတ်ပစ်ကမဲ့ကြောက်ဖြာထူကြီးတွေကိုမညှော်လင့်ပဲနဲ့တွေးခဲ့ရမယ်ဆိုခဲ့ရင်နောက်ပြန်မလှည့်လိုက်ပါနဲ့ရှားတလောက်စူးစမ်းပြီးတော့ဒီကြောက်ဖြာကိုဖောက်ပစ်ပါဆက်တူးပစ်ပါဒါဆိုခဲ့ရင်ကျွန်တော်တို့လိုချင်တဲ့ရေကြီးကိုတောက်ရပါလိမ့်မယ်ဗျာ ဘဝဆိုတာကျွန်တော်တို့စ조사နိုင်စွမ်းရှိခြင်းလေးမှာစ조사ဖို့အတွက်လိုအပ်တယ်ကျွန်တော်တို့ရဲ့စ조사နိုင်စွမ်းရှိခြင်းကလည်းတူတူလေးပဲရှိပါတယ်ဗျအဲ့တော့လုံနိုင်စွမ်းရှိတဲ့ဆိုတဲ့အချိန်ဒီမျိုးမှာလုတ်တက်လုတ်ထိုက်တာကိုလုတ်ချင်ဒီဖြစ်စေဘလုတ်ချင်ဒီဖြစ်စေကျွန်တော်တို့စ조사ပြီးတော့ဆက်လက်လျှောက်လှမ်းနေဖို့အတွက်လိုအပ်ပါတယ်ဗျဘဝမှာတစ်ခါတလေဗျပျော်ရမှာမနေတော်ရမှာလွင့်နေရတဲ့ ပြောရမှာမနေတော်ရမှာနေပြီးတော့စူးစားရတယ်ဆိုတဲ့ဟာနေရီလေရှစ်သက်တာတမတာပါပဲကြအဲ့တော့အဲ့လိုအခြေအနေနဲ့ရင်ဆိုင်ရတယ်ဆိုတဲ့အချိန်မှာကုကုကူတော့ငါတော့လူဖြစ်ရှုံးရကြည်ရဲ့ဆိုတဲ့ကုကုကူ victim ဖြစ်နေ drama ခင်းနေတာတွေကိုရက်ပြီးတော့ကိုဟာကို့ဘွားရဲ့အရှင်တခင်ကိုဟာကို့အတွက် hero ဖြစ်နေမဖြစ်မနေတိုက်ကိုတိုက်ကမဲ့ဘဝတိုက်ပွဲတိုင်းကိုအရှင်အနိုင်တိုက်လိုက်ပါပြီးတော့မှကိုလှုပ်ချင်တဲ့ပျော်ပွဲရှင်ပွဲကိုအောင်ပွဲဖြစ်နေ င်ဝင်ထွက်ထွက်ဆင်နွှဲလိုက်ပါလို့ကျွန်တော်အနေနဲ့ညှပ်ဝေပေးခြင်းပါတယ်ဗျာအဲ့တော့နားထောင်နေခဲ့တဲ့မိတ်ဆွေတွေအကုန်လုံးဘဝတိုက်ပွဲတိုင်းကိုအနိုင်တိုက်နိုင်ကြပြီးတော့ဘဝမှာအမြဲတိုးတက်အောင်နေပျော်ရွှင်ငြိမ်းအေးကြပြီးတော့စိတ်ချမ်းသာခြင်းကိုယ်ဤကျမ်းမာခြင်းနဲ့ပြည့်စုံကြပါစေလို့ကျွန်တော်အနေနဲ့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ဗျာ